ပိသကြီးမင်္ဂလာပေါင်းတဲ့ပြည်စုံပြီးကျမ်းမာချမ်းသာကံကောင်းကြပါစေ။ဘုပိသကြီးယခုရာသီဆဝန်းတို့ပြောင်းရွှေ့လာတာနိုဝင်ဘာလ73နဲ့79ကြာရောက်လာပါတယ်။ဒီနိုဝင်ဘာ79နဲ့73နဲ့79ကြာမှာကကြမာချူစီချူနေ နခအပြောင်းရွှေ့တွေနဲ့အတူယာဒီဘွားတွေမှာလည်းသူ့ဘာသူကံတရားတွေပြောင်းရွှေ့ပါတယ်။အဲပြောင်းရွှေ့ဖြစ်ပေါ်လာမယ့်အဆူအကောင်းနိုဝင်ဘာ73နဲ့79ကြားမှာဖြစ်ပေါ်လာမယ့်ကံကံတရားတွေပြောပြပြီးမှဖြစ်ပါတယ်။ဒီမင်းယာဒီဘွားမင်းယာဒီဘွားဆိုတာဖေဖော်ဝါရီလ19နဲ့မတ်20ကြားမှာမွေးဖွားသူတွေဖြစ်တယ်။ဒီယာဒီဘွားတွေကအရာရာစိတ်မြန်လက်မြန် မလုပ်ပြီးဘူးလိုပါတယ်စိတ်အေးထားပြီးလှုပ်ကြိုက်ပါဆာနာမစောနဲ့မကြောက်နဲ့မလန့်နဲ့မုတ်ချအောင်မြင်ပါလိမ့်မယ်စားသုံးစီအမျိုးမျိုးနဲ့အလားကိုပစ္စည်းအမျိုးမျိုးဖြန့်ဖြူးရောင်းချတဲ့လူတွေငွေဝင်ကောင်းပြီးရံပါညာကအခက်ခဲတချို့ရှိပါတယ်စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်တဲ့လူတွေသတိထားပါအိမ်ကြီးအိမ်ကောင်းအပြောင်းလဲတဲ့အိမ်ကြီးအိမ်ကောင်းဝင်လာမှုရှိပါတယ်။ထီပေါက်မှုရှိပါတ မင်္ဂလာတောင်းအလူဒါနတွေအောင်မြင်မှာဖြစ်ပါတယ်။နိုင်ငံတကာရောက်နေတဲ့လူတွေနေထိုင်ခွင့်ရတာအလုပ်ရတာယာရုရတာအင်တာဗျူးအောင်တာတွေဖြစ်ပါလိမ့်မယ်။မေယာဒီဘွားတွေကဖျားမြနှုံအဖြစ်ကံအကောင်းဆုံးအချိန်ရောက်နေပါတယ်။ကိုယ့်ရဲ့လုံလဝရိယဇွဲလေးတင်လိုက်ဖို့လိုပါတယ်။ရှောင်မှုကတော့ရေရေအမျိုးမျိုးပဲဖြစ်ပါတယ်။ဝိစီရမဲ့အရောင်တွေကတော့အနည်းအနက်ကလွန်ရင်ကြံတာတွေဝတ်ကြပါ။၄၉၆ပတ်လည်းထီထိုးပါ။ ထမ်းမြတ်ပူဇော်ပေးပါ နေ့တိုင်းနေ့တိုင်းတရားထိုင်ပါနေ့တိုင်းနေ့တိုင်းစိတ်ကောင်းမွေးပါနေ့တိုင်းနေ့တိုင်းတူးတက်မှုတစ်ခုကြံဆောင်ပါဆင်းရဲမှုတစ်ခုလွတ်ပလိုက်ပါဆင်းရဲမှုတစ်ခုဆိုတာမိမိစိတ်ကိုအနှောက်ယှက်ဖြစ်နေတဲ့ဟာဆူးနေတဲ့ဟာအားငယ်နေတဲ့ဟာ မရေရာတဲ့ဟာတစ်နေ့တစ်ခုတစ်ခုဖယ်ပေးပါတိုးပွားမဲ့ဟာအောင်မြင်တဲ့ဟာပျော်ရွှင်မဲ့ဟာလမ်းသားမဲ့ဟာတတ်သိရှိမဲ့ဟာအသက်စားနေတစ်ခုတစ်ခုတိုးပေးပါ အဲ့ဒါကိုဒီလတလလှုပ်လိုက်ရင်နောင်လာမဲ့2026ဒီမိမိအတွက် အထူးကံကောင်းသောနှစ်ဖြစ်သွားပါလိမ့်မယ်။မိညာဒီဘဝမိသားစုအလုံးဘေးရန်ကင်း၍ကျန်းမာချမ်းသာကံကောင်းကြပါသည်။